အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဘန်ကောက်ကနေဖူခတ်ကိုလေယာဉ်နဲ့သွားတဲ့အတွေ့အကြုံလေးတွေကိုပြောပြရင်းနဲ့ဘန်ကောက်တူနာပူမီလေစိတ်ကနေထိုင်းပြည်တွင်းခီးစဉ်တွေသွားဖို့ဆိုရင်ဘယ်နာကနေလေယာဉ်စီးရမယ်ထိုင်းမှာပြည်တွင်းခီးစဉ်တွေအတွက်လေယာဉ်လက်မှတ်တွေကဘယ်လောက်ထိဈေးသက်သာလဲဆိုတာနဲ့ထိုင်းပြည်တွင်းခီးစဉ်လေယာဉ်လက်မှတ်ဈေးနှုန်းတွေအကြောင်းကိုအခုဗီဒီယိုမှာပြောပြပေးသွားပါမယ်ဗျအခုကတော့ကျွန်တော်ဘန်ကောက်တူနာပူမီလေစိတ် ထိုင်းလို့ဆိုရင်တော့စူနာပုံလေးစိတ်ကိုကြောင်းနေပါတယ်ဗျလေးစိတ်ကိုတက္ကစီနဲ့လာမယ်ဆိုရင်ကျွန်တော်တို့ကကားဆရာကိုဒီပချာလို့ပြောရင်သူတို့ကအခုကျွန်တော်ရောက်နေတဲ့ပေါ်ဆုံးထပ်မှာကားရက်ပေးပါလိမ့်မယ်ဗျကျွန်တော်ဗီဒီယိုထဲမှာလည်းကားပေါ်ကနေဆင်းလာပြီးတော့လေးစိတ်အဆောက်အဦထဲဝင်ကြမယ်အထုပ်ပိုးတွေနဲ့ခီးတယ်တွေကိုတွေးကြရမှာပါဗျသူနာဘူမီလေးစိတ်ကိုယထာနဲ့လာတဲ့သူတွေကတော့ယထာရက်ပေးတယ်မြေရောက်ထပ်ဘေးစမန့်နေရာကနေလေးစိတ်အဆောက်အဦရဲ့ လေးလွာတပတ်ချံနေရာကိုတက်လာခဲ့ရမှာဖြစ်ပါလေဗျ။တူနာဘူမီလေသိက်ကအစာဦးကြီးတစ်ခုတည်းရှိပါလေဗျ။ဒွမောင်လေသိက်လိုမျိုး International Terminal Domestic Terminal ဆိုပြီးတော့အစာဦးတွေကိုမခွဲထားပါဘူးဗျ။လေသိက်အစာဦးတပတ်ချာအထက်ရဲ့ Entrance Number 123ကနေဝင်လိုက်မယ်ဆိုရင်ပြည်တွင်းထွက်ခွာနေရာဖြစ်ပြီးတော့ကျန်တဲ့ဝင်ပေါက်တွေကတော့နိုင်ငံတကာကိုထွက်ခွာမဲ့လေကြောင်းလိုင်း gate တွေနဲ့နှီးပါလေဗျ။ ကျွန်တော်ကတော့ entrance 2ကနေဝင်လိုက်ပါမယ်ဗျ။အထိုင်းမှာပြည်တွင်းခီးစဉ်တွေသွားတာအတွက်ကို့မှာ visa တက်တန်းရှိတယ်။စာအုပ်ထဲမှာ visa ရှိတယ်ဆိုရင်အေးစစ်စစ်စိတ်ချလက်ချသွားလို့ရပါတယ်။တချို့ကျတော့ ED visa နဲ့ဖြစ်နေလို့ immigration မှာစာမေးမှာဆိုလို့မသွားရဲဘူးအဲ့လိုလာပြောတာလည်းရှိသလို CI စာအုပ်နဲ့သွားလို့မရဘူးထင်ပြီးတော့လာမေးတဲ့သူတွေလည်းရှိပါတယ်။တချို့ကျတော့လည်းထိုင်းစကားမတက်လို့ဟိုမေးဒီမေးလုပ်လို့ရှိရင် ဖြေလို့မတက်ဘူးဆိုပြီးတော့တွားရဲတဲ့သူတွေလည်းတွေ့ရပါတယ်ပြည်တွင်းခီးစဉ်တွေက immigration ဖြတ်เสียမလို့ပါဘူးလုံခြုံရေးပဲဖြတ်ရပါတယ်ဒါကြောင့်မို့လို့ကိုယ်မှာ passport ဒါမှမဟုတ် CI စာအုပ်ထဲ visa တစ်ခုခုရှိတယ် visa ကလည်းတက်တန်းရှိသေးတယ်ဆိုရင်တွားလို့ရပါတယ်စစ်စင်းမေးမြန်းတာမျိုးတွေလောက်တာမျိုးမရှိပါဘူးဗျအခုကတော့လေစိတ်အဆောက်အဦထဲလေးရောက်ပြီးလေရင်စီးဖို့ဂိတ်ကိုသွားပါမယ်ဗျ။ဒူဝနာဘူမိလေစိတ်မှာပြည်တွင်းထွက်ခွာလို့ခေါ်တယ် domestic debacle ကအခုမြင်နေရတဲ့ robi နဲ့စီကြားမှာရှိပါတယ်ဗျဒူနာဘူမိလေသိကနေထိုင်းနိုင်ငံအနှံ့ကိုခီးသွားခြင်းတဲ့သူတွေအတွက်ပြပေးတာပါဗျကျွန်တော်တို့ကကိုစီးမဲ့လေကြောင်းလိုင်းစီကနေ boarding pass ရပြီးပြီဆိုရင်အခုနေရာကနေလာစီးရပါမယ်ဗျ domestic debacle က robi နဲ့စီရဲ့ကြားထဲမှာရှိပါတယ်ဗျကျွန်တော်ဒီနေ့ဖူခတ်ခီးစဉ်အတွက်မနေ့ကတည်းက online check in လုပ်ပြီးတော့ဖုန်းထဲကနေပဲ boarding pass ထုတ်ထားပါတယ်ဗျ ဒါကြောင့်လေစိတ်မှာကျွန်တော် check in လုပ်ဖို့မလိုဘဲနဲ့ဖုန်းထဲက boarding pass ကိုပဲပြပြီးတော့လေစိတ်ဒုံညုံရေးဖြတ်တာလေရင်ပေါ်တက်တာတွေကိုအလွယ်တကူလုပ်လို့ရတာမို့ check in ကောင်တာမှာလုံးဝအချိန်ပေးစရာမလိုတော့ပါဘူးဗျ။ online check in အကြောင်းကိုဗီဒီယိုတင်ထားပေးပြီးသားရှိပါတယ်။စိတ်ဝင်စားတဲ့သူတွေအတွက် comment မှာ link ချထားပေးပါမယ်ဗျ။ဒီနေ့အတွက်ကိုကျွန်တော်က VHJ လေကြောင်း line နဲ့လက်မှတ်ဖြတ်ထားပါတယ်ဗျ။လေရင်လက်မှတ်ဖိုးကကျွန်တော်ဝယ်တော့က385ဘတ်ပဲ။ ်ပေးခဲ့ရပါတယ်ဗျအခွန်တို့ဘာလို့ပါပြီးသားဈေးကိုမှ295ဘတ်ပါသူတို့လေချောင်းလိုင်းကရှော့ဈေးချတဲ့အချိန်ဝယ်ထားတာမို့တားကိုဈေးတတတတနဲ့ရခဲ့တာပါဗျထိုင်းပြည်တွင်းခီးစဉ်တွေကဈေးချတဲ့အချိန်တွေမှာဆိုရင်တကယ်ကိုဈေးချတာပါဘတ်300ဘတ်400ဘတ်900အလောင်းနဲ့တကယ်ကိုဝယ်လို့ရပါတယ်ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း Krabi ကိုဘတ်300လောက်နဲ့ကျွန်တော်လက်မှတ်ဝယ်လို့ရခဲ့ပြီးတော့တွားပြထားတဲ့ဗီဒီယိုလည်းတင်ထားပေးပူပါရစေဗျာ ျွန်တော်ကခုနကပြောခဲ့သလို online checking လုပ်ထားတာဆိုတော့ကျွန်တော်ရဲ့ e-voting pass ထဲမှာသွားစီရမဲ့ gate number မပါသေးတာမို့အခုဆိုင်းဘုတ်ကနေကျွန်တော်ရဲ့ flight number နဲ့စီရမဲ့ gate ကို ရှာရပါမယ်ဗျ gate number B8 လို့ရေးထားပါတယ်ကျွန်တော်အဲ့ဒီမှာသွားပြီးတော့လင်းစီရပါမယ်အခုပူခတ်လက်မှတ်ကိုတော့ကျွန်တော်ဘလောက်ကြိုဝယ်ခဲ့ရလဲဆိုရင်6လလောက်ကြိုဝယ်ခဲ့ရပါတယ်ဇန်နဝါရီလသွားမဲ့လက်မှတ်ကို2024ဇွန်လတည်းက တို့ promotion ချတဲ့အချိန်ဝယ်ခဲ့တာပါအဲ့ဒါကြောင့်မို့လို့လေအခုလောက်ထိတက်တက်တတာနဲ့ရတာပါလက်မှတ်က promotion လက်မှတ်ဖြစ်တာရော budget airline ဖြစ်တာရောကြောင့်တကယ်လို့မသွားဖြစ်ဘူးဆိုရင်ရက်ချင်းတာမျိုးတော့လုံးလို့မရပါဘူးဗျအဲ့ဒါကြောင့်မို့ခီးသွားဖို့တေချာမှပဲလက်မှတ်ဝယ်တင်ပါတယ်ဒီစိတ်ထဲမှာရှိတဲ့ဈေးဆိုင်တွေကတအားဈေးကြီးပါတယ်အခုဒီဂျပန်ဆိုင်လေးကတော့အတော်လေးဈေးတက်တာပါတယ်ဗျ အစာပြေမုတ်စားမလားကော်ဖီတောက်မလားဒီဆိုင်မှာဈေးတက်တာပါတယ်လေစိတ်ထဲကတခြားဆိုင်တွေမှာဆိုရင်ရေတဘူးကိုဘတ်20 30ရောင်းတဲ့အချိန်ဒီမှာကအပြင်ကဈေးအတိုင်းပဲရှစ်ဘက်ပဲပေးရတာလည်းတွေ့ရပါတယ်ထိုင်းမှာကလေနဲ့ခီးသွားတာကဈေးတက်တာတယ်လို့ပြောနိုင်ပါတယ်ဗျကျွန်တော်တို့က promotion ပေးတဲ့အချိန်နဲ့မစုံဘူးဆိုရင်တော့မှခီးသွားမယ်လို့စဉ်းစားထားတဲ့ရက်ကပွဲတော်ရက်တွေမဟုတ်ဘူးဆိုရင်လက်မှတ်ကို3-4ပတ်လောက်ကြိုဝယ်မယ်ဆိုရင် ဘတ်ဂျက်အဲလိုင်းတွေကလက်မှတ်ခ1000ဝန်းကျင်လောက်နဲ့ရနိုင်ပါတယ်ဗျ။လေးရင်နဲ့တနိုင်တနိုင်ခွဲလောက်ပဲစီးရတဲ့ခီးအများစုက ကားနဲ့သွားမယ်ဆိုရင်ကားစီးရတဲ့အချိန်က10နိုင်12နိုင်လောက်ကြာနိုင်ပါတယ်။ကားကားကလည်းဘတ်600 900လောက်ပေးရမှာပါ။တတောင်းတတဖြစ်ချင်တယ်ဆိုပြီးတော့ VIP ခုံတွေဝယ်စီးမယ်ဆိုရင်ဘတ်900 1000လောက်ပေးစီးရမှာဆိုတော့ကားကားနဲ့လေးရင်လက်မှတ်ခကတိတ်ပြီးတော့မကွာတော့ဘူးလို့ပြောနိုင်ပါတယ်။ လက်မမဖြတ်ခင်မှာလေနဲ့ကားဈေးနှုန်းရှင်ကြည့်ပြီးတော့ဘတ်300-400လောက်ပဲကွာတယ်ဆိုရင် လေနဲ့သွားဖို့အကြံပေးခြင်းပါတယ်အခုကျွန်တော်လေရင်စီးရမယ့်ဂိတ်နေရာလဲရောက်ပါပြီလေမော်တက်ဖို့တန်းစီပါပြီဗျ e-voting pass နဲ့ပဲအဆင်ပြေပြေခီးသွားခဲ့ပါလေဗျဖူကန်လေးရဲ့ landing ကမိုက်ပါတယ်နေရင်ကပင်လေပေါ်ဖြတ်ပြန်ပြီးတော့မှ လေစိတ်ကိုဆင်းလာပါလေစိတ်ကပ်ရက်မှပဲကန်းကြေလေးရှိပါတယ်ကိုယ့်ရဲ့အပေါ်ကနေလင်းအကြီးကြီးတွေဖြတ်ပြီးတော့ပြန်သွားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပြီးတော့တင်ကြတာကဒီဖုခတ်လေစိတ်ဘေးကပ်ရက်ကကန်းကြေနေရပါဗျအခုကတော့ကျွန်တော်ရဲ့295ဘတ်တန်း လေရင်နဲ့ဖူးခတ်လေစိတ်ကိုအဆင်ပြေပြေရောက်လာပါပြီဗျ။နောက်ဗီဒီယိုတွေမှာဖူးခတ်ကဘလိုမျိုးလဲဖူးခတ်မှာဘယ်နေရာတွေလက်ပတ်လို့ရလဲဘာတွေလုပ်လို့ရတယ်ဘာတွေရှိတယ်စတဲ့အကြောင်းအရာလေးတွေကိုဗီဒီယိုလေးတွေနဲ့ဆက်ပြီးတော့ပြောပြပေးသွားပါမယ်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြောက်ပေးသွားအောင်မို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။